လာလီဂါကလပ်အသင်းအသင်းကိုဝယ်ယူဖို့စီစဉ်နေတဲ့စိတ်ကြီးဝနန်တို့အားလုံးပဲမင်္ဂလာပါစိတ်ကြီးဝနန်တို့တရား sorry လီမန်ကစားနေကြတာနှစ်နှစ်ကျော်ကာလတွေကိုရောက်ရှိလာခဲ့ပါပြီစိတ်ကြီးကအင်နာစာအသင်းနဲ့အတူအောင်မြင်မှုတွေရယူနိုင်ဖို့အတွက်အလံဝေးနေခဲ့ရပြီးတော့အာရှချန်ပီယံနီစီမီဖိုင်နယ်မှာလည်းကာဝါဆာကီအသင်းကိုရှုံးနေပြီးတော့ပြိုင်ပွဲကနေထွက်ခွာခဲ့ရပါတယ်ဘလူးအေးပေးစိတ်ကြီးဝနန်တို့အတွက်ကတော့ sorry လီမန်ပဲငွေရှာရင်းနဲ့ကစားသမားပွားနေဝင်ချိန်ကိုအေးအေးဆေးဆေးဖြတ်သန်းနေတယ်လို့ပြောရမှာပါတကယ်တမ်းစိတ်ကြီးဝနန်တို့က sorry ကိုမရောက်ခင်ကတည်းကလဆောင်ကောင်းမွန်ခဲ့တဲ့ကစားသမားတူဖြစ်ပါတယ်ပုံရိပ် င်းမြင့်ကစားသမားတူဦးဖြစ်တာနဲ့အညီဟာလဝါနဲ့ KG တို့စီမှာလဲဝင်ငွေတော်တော်လေးကောင်းထားခဲ့ပါတယ်။စိတ်ကြီးရဲ့ဝင်ငွေတွေဟာဘလုံးအင်္ဂါစာနီတစ်ခုတည်းကနေပဲရရှိတာမဟုတ်ဘဲနဲ့အပြင်ချွန်ညာတွေကနေလဲဝင်ငွေကောင်းနေပြီဖြစ်ပါတယ်။စိတ်ကြီးရဲ့ follower အများဆုံးပုဂ္ဂိုလ်တူဦးဖြစ်လို့သူနဲ့လက်တွဲချင်နေတဲ့ brand တွေလည်းအများကြီးရှိနေပါတယ်။စိတ်ကြီးတက်ပေးရတဲ့ချွန်ညာကားကလည်းတိတ်မနေဘူးလို့သိရပြီးတော့လူမှုကွန်ရက်မှာတင်ပေးရတဲ့ချွန်ညာ post တစ်ခုအတွက်တောင်ဒေါ်လာတန်းနဲ့ချီအောင်ရရှိနေရလို့သိရပါတယ်။စိတ်ကြီးရဲ့အပြင်လောကမှာတခြားစီးပွားရေးလုပ်ငန်းတွေလည်းပိုင်ဆိုင်ထားသေးပါတယ်။ကိုပိုင်ဝတ်ထယ် brand တွေ hotel တွေစတဲ့လုပ်ငန်း င်းသားများစွာကိုလည်းပိုင်ဆိုင်ထားပါတယ်။လက်ရှိမှာတော့ဆွေကြီးရဲ့နားယူရမယ့်အချိန်ကတဖြည်းဖြည်းနဲ့လည်းနီးကပ်လာခဲ့ပါပြီ။တက်၄၀ရွယ်ရှိနေဖြစ်တဲ့ဆွေကြီးကလာမယ့်နှစ်ပိုင်းအတွင်းမှာပဲအနားယူရတော့မှာပါ။ဆွေကြီးအနေနဲ့အနားယူပြီးရင်ဘာဆက်လုပ်မလဲဆိုတာကိုဆုံးဖြတ်ဖို့အချိန်တန်ပြီးပဲဖြစ်ပါတယ်။ပရိသတ်တွေကတော့ဆွေကြီးကိုအနားယူပြီးသွားရင်တော့မှနီးပြတော့ဦးအနေနဲ့ပြန်မြင်တွေ့ဖို့မျှော်လင့်နေရပါ။ဒါပေမဲ့ဆွေကြီးအနေနဲ့ကတော့နီးပြလောကလည်းဝင်လာဖို့မတေချာပါဘူး။လက်ရှိမှာဆိုရင်တော့ဆွေကြီးဝန်ထမ်းတို့ဟာစပိန်လာလီဂါကလပ်အသင်းတစ်သင်းကိုဝယ်ယူဝယ်ရှိနေတယ်ဆိုတဲ့သတင်းထွက်ပေါ်လာခဲ့ပါတယ်။အဲဒီသင်းကတော့ဗလန်စီယာအသင်းပဲဖြစ်ပါတယ်။ တယ်။ဗလန်စီယာအသင်းအားဆိုရင်ဘန်နာဤပြဒနာတွေအသင်းပိုင်ရှင်နဲ့မပြေလည်မှုတွေရှိနေခဲ့ပါတယ်။နောက်ပိုင်းပွဲစဉ်တွေမှာဗလန်စီယာအသင်းဟာရလဒ်ပြန်ကောင်းမွန်နေတာကြောင့်တန်ဖဲဆုံကနေလျှောက်ဖို့လည်းညားနေခဲ့ပါပြီ။စက်ကြီးဗန်နတူကလည်းဗလန်စီယာအသင်းတန်ဆင်းသွားခဲ့မယ်ဆိုရင်တော့ဝယ်ယူလို့ချင်းမရှိဘဲနဲ့တန်တင်ကြံရင်မှသာဝယ်ယူချင်နေတာဖြစ်ပါတယ်။လက်ရှိမှာတော့ဗလန်စီယာအသင်းပိုင်ရှင်ပီတာလင်ကပြည်သက်တီရဲ့ဝေဖန်မှုနဲ့ရင်ဆိုင်နေရပါတယ်။ဒါပေမဲ့ပီတာလင်ကတော့သူပိုင်ဆိုင်ထားတဲ့ဗလန်စီယာအသင်းကိုရောင်းချလို့ချင်းမရှိဘူးလို့သိရပါတယ်။အကြောင်းစိတ်ကြီးအနေနဲ့ဗလန်စီယာအသင်းကိုဝယ်ယူဖို့အတွက် မြန်မာနဲ့ကန်လန်ဘူးလို့ပြောလဲလိုအပ်နေပါတယ်။တချို့သတင်းတွေကတော့ဗလန်စီယာအသင်းကိုဝယ်ယူဖို့အတွက် sorry ဘက်ကထောက်ပံ့မှုတွေလည်းရယူသွားဖို့ရှိတယ်လို့သိရပါတယ်။ဖက်ကြီးတယောက်ကဗာဒမန်ဘွားကအနမ်ယူခင်မှာတင်အသက်ပိုင်ရှင်တူဖြစ်လာတော့မလားဆိုတာကိုဆက်လက်ဆောင်ကြည့်သွားမှာပါ။ဆုံးနေကြည့်ပြီးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။